င်္ဂလာပါကျွန်တော်တို့ CDS ကွန်ပျူတာနဲ့ပြန်လည်ကြိုဆိုပါရစေ။ဟုတ်ပြီကျွန်တော်တို့ဒီမှာရှင်ကောင်းတင်ငန်းသားမှာ command လေးကိုစတင်မိတ်ဆက်ခဲ့ရောနော်ဒီ vector လေးပြန်ပြတ်လိုက်အောင်မယ်ပြန်ပြတ်လိုက်အောင်မယ်ဒီတိုင်းရေးတာတော့ဟုတ်တယ်ဆိုတာ scope ဘိုင်းကိုဖတ်တာတော့ဟုတ်တယ်ဒါပေမဲ့စီကန်းတခြားလေးရေးတယ်အောင်လို့အများရေးတဲ့ပုံစံလေးရေးနေမှာဂျာနောက်ကလူကလေးကိုကိုကိုဘာလို့မလဲဟွာဖြစ်နိုင်ပြီဖတ်လို့လွယ်ပြီပြင်လို့လွယ်ပြီဟုတ်နော်အဲ့ဒီလိုရေးရတယ်ဒီ left နဲ့ဒီမှာလည်းဒီလိုပြန်ရေး okay ကြည့်မယ် comments comment တွေမှာကျွန်တော်တို့ကြိုက်သလိုရေးလို့ရတယ် ။မကြီးဒါဆိုရင်တို့ဘာဒါ this is my java java script program အဲဆိုရင်တို့မကြီး forward slash ဟုတ်လားဆက်လက်လေးမှတ်တာတော့ဒီဘက်ဆောင်းလား။ဒီကျွန်တော်တို့အခုကြည့်နေတဲ့ဘက်ကကြည့်မယ်ဆိုရင်ညာဘက်ဆောင်းနေတာပါပဲတော့။ညာဘက်ဆောင်းနေတာ forward slash ဟုတ်လား forward slash forward slash လေးနှစ်ကြောင်းခံဒါပြီးတော့ c style language တွေ java တွေအကုန်လုံးမှာလည်းဒီပုံစံသုံးတယ် this is dao သူဖတ်မှာမဟုတ် this is my fire st fast pro G R A M program ဟုတ်လား this is my first program ကြည့်ရအောင်လို့ this is command ဒါလည်းသွားပဲ control c ဒီနောက်မှလည်းကြိုက်တယ်လို့ရေးလို့ရဟာ control v control v ကြိုက်တဲ့ command အမှဒီ this is ဒါသူ့နဲ့ဆိုင်ရာတော့ command ပြရအောင်ဒီအကြောင်းဒီဘာလုပ်လို့တဲ့အမှဒါဆိုရင် a ထဲကို fight တယ်ပို့တယ် this is my 8 a ထဲကိုကျွန်တော်တို့ဒါ a ထဲကို fight တယ်ပို့ထည့်ပါတယ်ဆိုတော့စာကြောင်းလေးကျွန်တော်တို့ command ရေးပေးတာ ဟုတ်ပြီနော်အဲ့ဒီပုံစံလေးကိုကျွန်တော်တို့ဘာလို့ခေါ်လဲဆိုကွန်မန့်လို့ခေါ်တယ်ကွန်မန့်မှာနှစ်မျိုးရှိတယ် single line comment ဒါတစ်ချောင်းနဲ့ပဲရေးလို့ရ single line comment နှစ်ချောင်းရေးကြရင်တော့နှစ်ခါနောက်တဲ့ဒီနားမှာနှစ်ချောင်းဝင်တော့ပေါ့ဗျာဟုတ်ပြီနော်ဒီလိုနှစ်ချောင်းလည်းရတာပဲ control v control v ဟုတ်ပြီနော်ဒီလိုနှစ်ချောင်းလည်းရေးလို့ရတယ်ဒါပြင် multi line comment ဆိုရှိတယ် line ပေါင်းဆို line နေကျွန်တော်မှာကြည့်ဒီဒီကကုတ်တယ်ဟောမလို့ရင်အများကြီးထတာ run နေလို့ဒီ left တွေကိုကျွန်တော်မပါလို့လိုက် အားလုံးကိုပုံမှန်ခံရတယ်ဒီကောင်လေးနဲ့ forward slash နဲ့ s try နဲ့ရှေ့မှာ forward slash s try နဲ့နောက်မှာ s try forward slash ပြောင်းပြန်လုပ်လိုက်တာဒါတွေအကုန်လုံးဒီမှာဖြစ်သွားတယ်ဆိုရင် comment ဖြစ်သွားတယ်ဟုတ်လား comment ဆိုတာ match ချက်ဖြစ်သွားတယ်ထည့်မတွက်တော့အဲ့ဒါဒီအကြောင်းနေလဲတကယ်ဒီဒီကောင်လေးကျွန်တော်ဖြတ်လိုက်မယ်ဒီကောင်ဖြတ်ဒီကောင်ဖြတ်ကျွန်တော်ဒီကောင်လေးထပ်တွက်တယ် control s တစ်ချက်နေအဲပြန် run လိုက်မယ်ဟုတ်လား hollow ပြီး okay ထပ်နေထပ် run နေတွေ့လား okay ထပ်နေ7.5 7.5 7.5ဟုတ်နော်ထပ်ပြီးတော့ဒီဘာဖြစ်နေပါလဲဟုတ်ပြီနော်ဒီမှာထပ် run နေမယ်ဒီမှာခုနက comment မခံတဲ့အတွက် not a left code ဒီဘာဖြစ်နေမလဲထပ်ပြီးတော့အလုံးလုံးနေကြည်လားနော် module left bla 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 okay ကဲဆိုတော့ဒီကောင်ကို comment ခံတာဒါလေးကျွန်တော်နမူနာပြတဲ့အချိန်မှာ show လို့ဆိုပြီးဒီနားကနေ comment ခံတယ် hello world take ဒီပဲခံတာမဟုတ်နော် force left extra ဒီဘက်အောက်ဆုံးကကိုခံမဲ့နောက်ဆုံးကြောင်း extra force left ဒါပဲ multi line comment single line comment ကြိုက်သလိုခံဒီ code တွေလုံးမလို့တော့ ဒါကျွန်တော်ဘာလုပ်လိုက်လဲမှတ်ချက်အနေနဲ့သုံးလိုက်တာအဲဒီ source code ဖတ်တဲ့ interpreter ဒါတွေက comment မှာဆိုသူတည်သွားဟုတ်လားဒါဒီကျွန်တော်တို့ programming ဘိုင်းရဲ့ basic center ကျွန်တော်ပြန်ပြီးတော့နည်းနည်းလေးအချင်းချုပ်ပဲ basic center မှာဘာတွေနားလည်ရလဲဒီလို comment ဘိုင်းဆိုင်ရနားလည်ဒီဒီ source code ထဲမှာ comment ဟောဘယ်လိုခံလဲနောက်နောက်တစ်ခု statement တွေဘယ်လိုရေးသားလဲဒီမှာပြောပြသားပဲဒီမှာကြီးဘာရေးတယ်ဘာဆိုတော့ variable variable ကြောင်ညာဖို့ရေးတယ် a တဲ့ဟိုဘာတဲ့ထည့်တယ် statement တွေကြောင်းဆိုနိုင်ပါတယ်နော် semicolon တဲ့ဒါပေမဲ့ javascript ကမပါလဲရတယ် ဒါပေမဲ့အကောင်းဆုံး programming ရဲ့အလေးအထားအနေနဲ့ semi colon statement တချို့ဆိုရင်ဘာလို့လဲ semi colon ပိတ်ပြီးရတယ်။ဟုတ်ပြီနော် semi colon ပိတ်ပြီးရ white space ပိုင်းဆိုင်ရတယ်။ပြင်ကြိုက်တဲ့အကြောင်းဆိုင်ရတယ်။အဲ့ဒါလေးကျွန်တော်တို့ basic syntax ဘာလို့ရမလဲ။နားလည်ရ။အဲကျွန်တော်တို့ naming convention နာမည်တွေဘယ်လိုပေးရလဲ variable name တွေဘယ်လိုပေးရလဲ။ကျွန်တော်တို့ program ရေးတဲ့ချိန်မှာသိတယ်။ကဲကျွန်တော်တို့ကအရေးသားဘယ်လောက်အရေးကြီးလဲကျွန်တော်ငင်းငင်းတော့သိခဲ့တဲ့စာကြောင်းလေးနဲ့ပြရမှာဗျာ။ဟုတ်လားအဲ့ဒါဘာလဲဆိုရင်တော့ဒီကျွန်တော်ကြားဘူးရင်လည်းကြားဘူးကြားတယ်ဗျာဒါလေး အဲ့ကြည့်မယ်ဒီစာကြောင်းလေးငငယ်တော့ဖတ်ခိုင်းကြလေးပါကြည့်ဟွန်းအစိအကျဘယ်လောက်အရေးကြီးလဲဆိုတာဒါကိုပြောပြတွေ့ဘူးလို့လည်းရှိပါလိမ့်မလားကဒီစာကြောင်းလေကျွန်တော်တို့အစိတ်အဲမပါပဲ။ပုံမှန်မကြုံဘူးတဲ့လို့ဆိုကောင်းကောင်းမဖတ်နဲ့ဘူးနော်။အဲရှုပ်ချက်ခံတယ်။တရားကိုကျွန်တော်ကအခုကျွန်တော်ကအစိတ်အဲခွင့်မပြခင်ဖတ်ကြည့်ပါဦး။ ကျုံကြုံရဲလေသနော်ဒွားနေမကြုံရဲလေဒီစာကြောင်းလေးပဲအရေးသားဘလောက်အရေးကြီးလဲဟုတ်လားပရိုဂရမ်ရေးရေးဘာရေးရေးဟုတ်လားကိုယ်စိတ်ကမှရှင်းနေရတယ်ဒီကမှဒီပုံစံလေးဒီမှာဆိုရင်မကရင်ကာရှုပ်ချက်ဒီစာဒီမှာဒီလိုလားမကရင်မကရင်ကမကရင်ကရင်ကြီးကရိုက်လိုက်မယ်ဒါပဲဒီလိုလေးအစိတ်အကျေးလေးလုပ်လိုက်တာဒီစာကြောင်းလေးပါပဲသွားတယ်အတိတ်ပဲထွက်သွားတယ် okay မနော် programming ရေးတယ် so code writer ပေါ့နော် so code တွေရေးမယ် code တာတွေမှာလည်းအဲ့ဒီ knowledge လေးကျွန်တော်တို့မှတ်ထားရ okay ကျွန်တော်နောက်တစ်ခေါက်သင်ခန်းစာမှာကျွန်တော်တို့ cognition ပိုင်းတွေသွားမယ် control flow တွေသွားမယ် programming ကဘယ်လိုဖြစ်ရင်ဘယ်ဘယ်လိုသွားဘယ်လိုဘယ်လိုသွားပါဆိုတဲ့နည်းလမ်းတွေကျွန်တော်တို့သွားမယ် okay နော် okay thank you